မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးတော့ရှင်းပြပေးမှာကတော့စတမရန်တင်ချအတွက်တက်ကစာမျက်နှာ58ရေချင်ဟန်33မခွန်ရဲ့နံပါတ်6ပဲဖြစ်ပါတယ်နံပါတ်6ကရေမိုင်းတမိုင်းဒီ6056ဒသမ115ပေရှိလေရေမိုင်းလေးဒသမ6မိုင်းမှာပေမီများရှိသည်နည်းတဲ့အဲ့တော့စမရန်ဒီမှာတမိုင်းကိုပဲပေးထားတယ်ရှေ့မှာပေါ်ကပုတ်စာလေးမှာလည်းဆင်မပြောခဲ့ပြီးသားတမီတာပေးတယ်တနာရီပေးတယ်အရှိတပီပေးတယ် ချက်ကိုပေးထားတာပဲဟုတ်ပြီနော်တမိုင်းဆိုပေးထားတယ်ဒါဆိုကျွန်မတို့ကအများကိုလိုချင်တယ်အများကိုလိုချင်တော့မြှောက်လိုက်တယ်ဟုတ်ပြီဒါဆိုရင်ရေမိုင်တမိုင်းကဒီလောက်ဆိုရင်ရေမိုင်လေးတသမာ6မိုင်မှာဘယ်လောက်လဲလို့ပြောရင်ဒါနဲ့ဒါနဲ့မြှောက်လိုက်ရုံပဲအဲ့ဒါဆိုတော့ကျွန်မတို့ကပေးထားချက်လေးရေးမယ်ရေမိုင်တမိုင်းမြတ်ချင်း6396 6096တက်တမှာ จ็ดเจ็ดห้าปีชีเลยสุดยี่ไม้လေးရတမ6မိုင်မှာဘယ်လောက်ရှိသလဲအဲဆရာမဒီမှာ question mark လေးရေးထားတယ်ဒီမှာမရေးမရတခါလဲမြောက်တာအောင်ဒီမှာရေးသွားလို့ရပါတယ်ဟုတ်ပြီနော်တယောက်နဲ့တယောက်ကတော့တင်နည်းနည်းနဲ့မတူပါဘူးအဲတော့ဆရာမတို့ဒီမှာလိုချင်တာရေးမိုင်လေးရတမ6မိုင်အတွက်ဆိုတော့ကိုမြောက်မှာက60 sorry 6086တက်တမ ချစ်တဲ့ငားရဲ့အမြောက်၄တက်မှ6ရဲ့ကိုမြောက်မယ်အဲ့တော့ဒီဘက်မှာရမယ့် unit ကပေးဆိုပြီးရတခါလေးရေးမယ်ဟုတ်ပြီနော်အဲ့တော့ရေးမယ်6 3 9 6 1.5 1 1 5ဆိုပြီးတော့ရေးလိုက်ပြီအဲ့ဒါပြီးတော့၄တက်မှ6ဆိုပြီးတော့တက်မှ1အောင်ရေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့654က30ဆိုတော့ဒီကစာရေးမယ်နော်654 30၃ညရေး၃မှတ် 6646ခွန်ရှစ်ကို6646 36 6ရေ3မှတ်9646 40နဲ့46နဲ့အပေါင်း3 40နဲ့9 9ရေ4မှတ်6 3ရေ36ဟုတ်ပြီ၄နဲ့မြောက်ပါသည်ဒီကနေ့စရေးမယ်၄9ရေ20 3ရေ4နဲ့မှတ်4 7ရေ2နဲ့ပေါင်းတဲ့အခါကျတော့ လေးတလီလေးဆိုတော့လေးအပေါင်းနှစ်က6လေးတလီက4လေး6လေး24လေးရေးနှစ်မဲ9လေးလေး28 28အပေါင်းနှစ်ဆိုတော့30 3ညရေး3မဲ4ညရေး3ညဆိုတော့အပေါင်း3 6လေးလေးက24ဆိုတော့24ဟုတ်ပြီဒါမျိုးအရှိတွေခြင်ရတဲ့အခါမှာတော့နည်းနည်းလေးတတိထားပြီးတော့တွက်ပါ3ညကို6နဲ့4ရက်7နှစ်ရေးတစ်ချင်း10 17 တရေတမက်33ညရေတင်ငါ63က9 34ကခွန်2ဟုတ်ပြီတသမဖြစ်မယ်ဒီမှာ3နေရဒီမှာ2နေရ3အပေါင်း1ဆိုတော့4နေရ7နေ3 4နေရဖြစ်မယ်အဲ့တော့ရတဲ့အဖြေက2950တသမ7နေ9ညဆိုရရတယ်။ဒါဆိုဆရာမတို့အဖြေရင်းလို့ရေးမိုင်း၄တသမ6မိုင်း မြမြချင်းနေခွန်9 5 3ညာတသက်မှာ10နဲ့ကိုပြီးတော့မှဒီဘက်မှာကသူရိုက်ယူနေပေးဟိုကပေးနဲ့ရှာချင်တာဆိုတော့ပေးလို့ရှိလိုက်နံပါတ်ခွန်ကလေ6เอกမှစပါ341တသမ340တင်းထွက်တော့တဧကလည်းရင်စပားမြင်များထွက်တယ်နည်းလေ6ဧကမှာဘလောက်ထွက်လဲဆိုတော့341တသမ340တင်းထွက်တယ် တေကောက်ရှာခိုင်းတယ်။ခုနကပုတ်စာလေးမှာတစ်တေတစ်တေကိုပေးထားပြီးမှအများကြီးကိုရှာခိုင်းတယ်။ဒီတစ်ခါကတော့6တင်ခွန်နေလေးပေးထားတယ်။အများရာလေးပေးမှတေကောက်ကိုရှာခိုင်းတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဆက်မလို့ပါစားတယ်။အများကိုပေးထားတယ်။6အေကောက်မှာဒီလောက်ထွက်တယ်ဆိုရင်တေကောက်မှာဘယ်လောက်လဲဆိုတော့အနည်းကိုရှာခိုင်းတာမလို့ဆက်မလို့ပါစားပြီးမယ်။အဲ့တော့ပုတ်စာလေးရဲ့သဘောတရားကိုတော့နားလည်သွားပြီးဆင်မမြင်ပါတယ်။ဒါဆိုရင်ဆက်မလို့ဒီနံပါတ်9ကိုပေးထားချင်ပြီနော်။လေ 6เอกมาถั่วต่อซะบาตองยา47ตะตะมาตองยา4เดนดูจินาก็จ้ะรอตะเอกอะรอเลตะเอกมาถั่วต่อซะบาญีญะฉิงอะรอကိုလိုချင်တာကဘလောက်လဲလို့ရေးမယ်ဒါမှမဟုတ်ဒီမှာတစ်ခါတည်းမြောက်လို့ရတယ်ဒါဆိုတော့ လက်တေကမှာဖတ်တော်စဘာညမြချင်းအဲ့တော့ကိုက348တသမ304ဒီတစ်ခါဒီအများောက်ပေးပြီးတော့အ내ကိုရှာခိုင်းတာဖြစ်လို့စားမယ်သူစင်မပြောထားတယ်နော်348တသမ304အစာ6ရမယ့် unit ကကြတော့တင်းအဲစားမယ်348တသမ304ကိုဒီ6နဲ့စား ဟုတ်ပြီနော်အဲ့တော့ဒီမှာက6က3ကိုဝင်လို့မရတော့34ကိုဝင်မယ်အဲ့တော့6 5လီ30ဆိုတော့5လီဝင်မယ်၄ချင်းတက်ဆွဲမယ်6ခွန်းလီ40နှစ်ဆိုတော့66လီပဲဝင်လို့ရမယ်66လီ30နဲ့6ကျန်တာက5ဒသမကိုအပေါ်ကိုရွှေ့3ညဆွဲအဲ့68လီ48နှစ်ချင်းမယ် လေးဆွဲအဲ့တော့6 4ညီက24ဆိုတော့3ညအဲ့တော့ဆက်မရတဲ့ဖြစ်က56ဒသမ84ဆိုပြရအောင်အဲ့တော့အဖြေရေးမယ်အောက်မှာအဖြေဆိုပြီးမှလက်တဧကမှထွက်တော်စပါးညီများချင်း56ဒသမ84တင်း အဲ့တော့နံပါတ်၈ကကြတော့လူတယောက်ဒီ73နာရီချင်း46ဒသမ28မိုင်သွားနိုင်တော့ဒီမှာ73နာရီပြီးထားတယ်အများပြီးထားတယ်နော်အဲ့တော့တနာရီလရင်မိုင်မီမြသွားနိုင်တယ်နီးတနာရီကိုရှာခိုင်းထားတယ်ဒါလည်းဘာလို့ပြရမလဲဆိုတော့အများပြီးပြီးတော့အနည်းကိုရှာခိုင်းတာဆိုတော့စားပေးရပါမယ်အဲ့တော့လူတယောက်က73နာရီတွင်သွားနိုင်တော့ခရီးက46ရက်တမနှစ်ရှစ်မှဆရာမတို့ရှာကြတာကကြတော့တနာရီတွင်သွားနိုင်တော့ခရီးနည်းများချင်းဘယ်လောက်လဲဘာ question mark နဲ့ရှာပြီးမယ်ပြထားချက်ရေးပါမယ် အဲ့ဒါလူတယောက်လို့လူတယောက်73နာရီတွင်ဒါမေးခွန်းလေးကိုကြည့်ထားမယ်နော်73နာရီတွင်သွားနိုင်တော့ခကြီးရှင်မြချင်း၄၀နှစ်တသက်မှာနှစ်ရှစ်မှာအဲ့တော့လူတရားဆမ်မတ်လူစင်တာတနိုင် တနာရီတွင်သွားနိုင်သောခရီးညီများချင်းအဲ့တော့လူတစ်ယောက်ကတနာရီမှာသွားနိုင်တဲ့ခရီးလူတစ်ယောက်က73နာရီမှာဒီလောက်သွားတယ်တနာရီမှာသွားနိုင်တဲ့ခရီးကဘယ်လောက်လဲဒါဆိုရင်ဆမရုပ်ကလူတစ်ယောက်တနာရီမှာဒါတော့ပြန်ရင်းမနော်တနာရီမှာသွားနိုင်တဲ့ခရီးကိုလူကျင်တဲ့ခါမှာ42.28 73နဲ့စာဒါဆိုရင်ဒီမှာရမယ့်အဖြေက my sorry 46 46ဒသမ28ဒါဆိုရင်ကျွန်တော်စားပါမယ်46ဒသမ28ကိုဒီ73နဲ့စားအဲ့တော့73က3လီဝင်လို့ရတယ်73 3 30နဲ့ကိုခွန်ချင်ဒသမပေါ်ဖို့နှစ်ကိုဆွဲအဲ့တော့73 5 73 5 60နဲ့5ခွန်ချင်8ဆွဲ73 5 60ဆွဲနဲ့73ခွန်ချင်8ဆွဲ73 6 80နဲ့8တုံညာ73 ။ဒါပေမဲ့ lesson 7မှာရတဲ့အဖြေဒီ3ဒသမ56မိုင်ဒါတနာရီအတွက်ရသွားပြီအဲ့တော့အဖြေရေးတဲ့ခါမှာဒီလူတယောက်တနာရီတွင်သွားနိုင်တော့ခရီးများချင်း3ဒသမ56မိုင် နမကူဝကြတော့အောက်ပါတို့ရဲ့တန်မိုးများကိုရှာပါအဲ့တော့ဆမ်မတို့ဒီအားလေးကစားခိုင်းတာဆိုတော့အကုန်လုံးဆမ်မတို့ကစားပေးမယ်ဟုတ်ပြီနော်ဒါပေမဲ့ဆမ်မတို့စဉ်းစားရမှာဒီခုနကဒီအစားပုတ်စာတွေမှာနံပါတ်9ရဲ့နံပါတ်10ရဲ့အစားပုတ်စာတွေမှာ6နဲ့စားခဲ့တာရှိတယ်7နဲ့စားခဲ့တာရှိသူကအဖြစ်ကင်းနေတခါလဲပေးထားတာဆိုတော့အဖြစ်ကင်းနေနဲ့စားလိုက်ရုံပဲဒီတခါကျရင်သူကစားဖို့ပေးထားတယ်ဒါပေမဲ့ဒီမှာ စားရမယ့်ဂိမ်းဒီတသမဂိမ်းတွေဖြစ်နေလို့ရှိရင်ကျွန်တော်ဒီတသမကိုဖျောက်ပြီးမှ30 100 1000ဖြစ်အောင်စဉ်းစားပြီးမှအဲ့ဒါရင်းနဲ့အာဒီလိုမျိုးတွက်ပေးမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့မှလွှဲပါမယ်အဲ့တော့ဒါကိုဆိုရင်ကျွန်တော်3ဖြစ်အောင်စဉ်းစားမယ်ဟုတ်ပြီနော်ဒါကို4ဖြစ်အောင်စဉ်းစားမယ်တသမဖျောက်ပြီးတော့မှတွက်မယ် ဟုတ်ပြီလားအဲ့တော့တစ်ဆယ်တရာတစ်ထောင်ဖြစ်အောင်ကဒါကိုပြောင်းလို့ရတယ်ဆိုရင်တော့ပြောင်းမယ်ဒါတွေကကျတော့တသမဂိန်းကနေနေရမြားတဲ့ခါမှာဒီတစ်ဆယ်တရာတွေမဖြစ်နိုင်ဘူးရှေ့ကပုံစံတွေမစမတို့ဥပမာတွေမှာလည်းတွက်ခဲ့ပြီးပြီဟုတ်ပြီလားအဲ့ဒီတုန်းကတော့ဒီတစ်ဆယ်တရာတွေတစ်ထောင်တွေဖြစ်အောင်စဉ်းစားပြီးမှတက်တာတွေရှိတယ်ရှေ့ကလူချင်းခန်းတွေမှာတက်ထားတယ်ဟုတ်ပြီနော်အဲ့တော့စမတို့ဒါလေးကိုဆက်ပြီးတော့တွက်ကြည့်အောင်အဲ့တော့ဒီမှာက ဒီအစားကိုဆရာမတို့ကအပိုင်ကိန်းပုံစံနဲ့အရင်ဆုံးပြောင်းရေးမယ်။ဟုတ်ပြီဒါပထမတစ်ဆင့်။နောက်တစ်ဆင့်မှာဒီတမကိုဆရာမတို့ကအပြည့်ကိန်းအဖြစ်ပြောင်းမယ်တမကိန်းကို။အဲ့တော့တနည်းအားပဲဆယ်လီစိတ်နေရရှိတော့30နဲ့မြောက်မယ်။၃ညတမ3အမြောက်30။ပိုင်းချေကိုမြောက်တော့ပိုင်းဝေကိုလည်းမြောက်မယ်။အမြောက်30ဆိုပြော့။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ပိုင်းချေမှာ3ဒီဟာကတမတနည်းအား2တမ6တဲ့တနည်းအား ညာဘက်ကိုရွှေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်တသက်မှာ6တက်ဆိုပြီးလည်းရတယ်အဲ့တော့သူ့နှစ်သက်မ6တက်ကိုဒီအဲ့တော့ကြောင်းပါပေါ့နော်ကလေးတို့ရဲ့ဆရာမကနှစ်သက်မ6တက်ကိုသုံးနဲ့စားတဲ့အဲ့ဒီက downline စားတဲ့ပုံရော downline စားတဲ့ဟာကိုပါထည့်ပေးပါလို့ပြောလို့ရှင်အဲ့ဒါပါထည့်ပေးရပါမယ်တကယ်လို့အကျန်းထဲမှာပဲစားတာရေးလို့ရတယ်ဆိုလို့ရှင်နော်အဲ့ဒီတိုင်းအကျန်းထဲမှာစားပြီးတော့မှရေးမယ်ပေါ့နော်အဲ့တော့ဆရာမဒီမှာအကျန်းထဲမှာစားပြမယ်နှစ်သက်မ6တက်သုံးနဲ့စား 3ခွင့်လေး27 3ရှစ်လေး24ပါနော်ဒီမှာဝင်လို့ရတာ24ဒါပေမဲ့နှစ်ကိုဝင်တာဆက်မလို့3ညလေးပဲဝင်တယ်3 3ညလေး3ညနှစ်ချင်းဒါမှအပေါ်ဥပို့6ဆွဲဟုတ်ပြီနော်3ရှစ်လေး24ဆိုတော့နှစ်ချင်း7ဆွဲ3ခွင့်လေး27အဲ့တော့3ညအဲ့တော့ဆက်မလို့ရတဲ့ဖြည်သည်3ညဒါမှ8ခွန်းဆိုရင်မှရမယ်နောက်တစ်ခုကခခွင့် ခဝေပေးထားတာဒီ3.3 3.26 3.3 3.4အဲ့တော့ရေးမယ်အင်းဆိုအပိုင်းကင်းပြောင်းမယ်3.3 3.26 3.3 3.4ဆိုပါရေးပါမယ်အဲ့တော့ကျွန်တော်တို့ကဒသမလေးဆယ်လေးစိတ်ယာလေးစိတ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားနဲ့မြောက်မယ်3.3 3.4အမြောက်တရား ုံညာတဲ့မှာတုံညာ26အမြောက်တရားဒါဆိုတော့ပြောင်းလိုက်မယ်ပိုင်းချီမှာ၄ရမယ်ပိုင်းဝေမှာဆမရဒသမ2နေရာစာတုံညာနဲ့လုံးရှင်2နေရာပဲအဲ့ဒီလိုလေးရွှေ့လိုက်မယ်ဒီတန်းလေးရောက်လာပြီအဲ့ရတာက2သသမ6ဒါတော့ဆမရက2သသမ6ကို၄နဲ့စာမယ်အကျန်းနဲ့မှာစာကြည့်အောင်နှစ်တသမ6အစား၄အဲ့တော့နှစ်ကို၄ကဝင်လို့မရတော့၄၃ည၄၃ည နေချင်းတသမတုနေရသူအပေါ်ပို့မယ်ခွန်ဆွဲမယ်ဒါအောင်ဆရာမအသေးစိတ်မစားပြတော့ဘူး G5 မှာကလေးရခဲ့တယ်လို့ဆရာမယူဆမယ်နော်အဲ့တော့၄၅၄၀၄၆၄၂၄အဲ့တော့၆၄ဝင်မယ်၄၆၄၂၀၄၃၃၆အဲ့တော့၄၉၄၃၆အကျဉ်း၃ညာအဲ့တော့ရတဲ့အဖြေက၃ညာတသမ၆၉နောက်ခုကောင်း ခန်းငယ်က64ဒသမ3အစာ၃ညဒသမ3ညငါဟုတ်ပြီပိုင်းကင်းနဲ့ရေးမယ်64ဒသမ3 3ညဒသမ3ညငါသူကလည်းဒသမ200ဆိုတော့100နဲ့မြောက်မယ်64ဒသမ3အမြောက်100 3ညဒသမ3ညငါအမြောက်100ဟုတ်ပြီအဲ64ဒသမ3က200ရွှေ့မယ် နော်တုံညာနှလုံးဆိုတော့နှစ်နေရရှိတဲ့အခါမှာဒီမှာတနေရပဲရှိတော့တနေရနှစ်နေရဒီကြီးရောက်လာတဲ့အခါမှာဒီမှာတုံညာတလုံးထပ်ပြီးဖြစ်ရအဲ့တော့64တုံတုံညာအဲ့တော့ဒါလည်းဒီဘက်ကိုရွှေ့လာတဲ့အခါမှာသူက9ဆိုပြီးတော့ဖြစ်သွားအဲ့တော့6430ငားနဲ့စားတာဒါကလွယ်လွယ်လေးပါတသမာလည်းမပါဘူးဒီတိုင်းစားရင်တော့ရတယ်ဒါမှမဟုတ်အကျန်းထဲမှာလေးစားကြည့်အောင်6430ကိုဒီ ငါးနဲ့စာအဲ့တော့တလီဝင်လို့ရတယ်ငါးတလီငါးငါးတကြံလေးဆွဲငါးနလီတက်စင်လေးကြံသုံးဆွဲငါးရှစ်လီ၄၀သုံးကြံသုံးညဆွဲငါး၆လီ၃၀အဲ့ဆရာမတို့ဒါတုံညနဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်ငါးနဲ့ဆိုင်ပြတ်တယ်ဟုတ်ပြီနော်ဒါကြောင့်မလို့1986ဆိုတာဖြေရပါမယ်1986 မဆူကဂါကြီးက9ဒသမ44အစား3ဒသမ3938အပိုင်းကြီးနဲ့ရေးမယ်9ဒသမ44 3ဒသမ3938ဟုတ်ပြီဆယ်လေးစိတ်ရာလေးစိတ်ထောင်လေးစိတ်ဆိုတော့တထောင်နဲ့မြောက်မယ်ဒသမဖြောက်ချင်တာ3ဒသမ3938အမြောက်ဖူးဆယ်ရာထာ9ဒသမ44အမြောက်တထာဟုတ်ပြီတထောင်နဲ့မြောက်လိုက်တဲ့အခါမှာဒီက ကိန်းက၈ဖြစ်သွားမယ်အပေါ်မှာကဒီတသမ3နေရာဒီညာဘက်ကိုရွှေ့မယ်ဟုတ်ပြီနော်ဒီဘက်ကိုရွှေ့မယ်ညာဘက်ဆိုတော့1 2နှလုံးပဲရှိတယ်ဆိုတော့ဒီမှာ3ညတစ်လုံးဖြည့်ပြီးမှ3လုံးရသွားမယ်အဲ့တော့ရတာက9440အဲ့ဒါကိုဆရာမတို့က9440ကိုစားကြည့်မယ်အဲ့တော့ဒါရှင်းနဲ့စားလို့ပြက်မပြက်တာရှေ့မှာစဉ်းစားခဲ့တဲ့နည်းတွေအများကြီးရှိခဲ့တယ်เนาะဆက်မတာကိုဆက်ပြီးတော့မပြောတော့ပါဘူး။ခုခါနဲ့ကိုလည်းစဉ်းစားကြည့်ပါ။ နှစ်လာပြီးသားတွေကိုပြင်ပြန်သုံးနိုင်ဖို့အတွက်ကြိုးစားကြည့်ပါနော်အဲ့တော့85 40 86 48ဒါပဲဝင်လို့ရမယ်48ဆိုတော့ဒီကနေဆက်မလို့နှုတ်မယ်နော်10တဲ့က8ကုန်တော့နှစ်ချင်းနှစ်ရဲ့လေးရဲ့အချက်အဲ့ဆရာမတော့တခါလေးနှုတ်လို့ရပါမယ်တဖြည်းဖြည်းပဲသွားပါမယ်လေးကိုဆွဲအဲ့တော့88 64 3ည3ညဆွဲ8 3ည4 ုံညအဲ့တော့ဒီလိုမျိုးဆွဲချလိုက်လို့ရှိရင်အလီဝင်ရပါတယ်ဒါလေးကိုမှတ်ထားပါကလေးတွေကဒီမှာတုံညကျန်သွားပြီနော်64ဝင်လို့ဒီမှာတုံညကျန်သွားပြီဆိုရင်သူတို့ကဒီမှာရင်ထားခဲ့တာ68နဲ့ထားခဲ့တယ် ဲ့တော့ဒီ၃ညကိုလည်းဆွဲမချတော့တချို့ကကျတော့ဆွဲချပြီးတော့ဒီတိုင်းထားခဲ့တာအဲ့တော့ဒီမှာ၃ညကိုဆွဲလိုက်ပြီးဆိုရင်အလီဝင်ကိုဝင်ရအတွန်သူတစ်ပဲဆွဲဆွဲဘလောက်ပဲဆွဲဆွဲဒီဘော်ဟနေပြီးတော့မှတီကင်းကနေပြီးတော့ဆွဲလိုက်ပြီးခဏန်းတလုံးဆွဲလိုက်ပြီးဆိုကြတဲ့ကအလီဝင်ပေးရပါမယ်အဲ့တော့ဒီမှာတော့၃ညလေးပဲဝင်ရမှာဆိုတော့၈၃ညလေး၃ညအဲ့တော့ရတဲ့အဖြေလေး680 နာကကြတော့3ညတသက်မှာ3.7လေးနှစ်ရှစ်အစာ3ညတသက်မှာ3.3ညသုံးဟုတ်ပြီအဲ့တော့ကျွန်တော်အပိုင်းကင်းပုံစံနဲ့ရေးမယ်0.01428 by 0.003ဟုတ်ပြီအဲ့တော့သူ့မှာကြည့်ရအောင်ဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်ဆိုတော့1000လေးမြောက်မယ်အဲ့တော့3ညတသက်မှာ3.7428အမြောက်1000ဒါကကြတော့3ညတသက်မှာ3ည3ည3အမြောက်1000 ။မှန်ပြီ။အဲဆမရောဒါက3ရမယ်။သတ္တမ3ညရွှေတော့သူကကြတော့သတ္တမ3ညာ2ညာ3ညာရွှေမယ်။ဒီလိုလာတဲ့ခါမှာ14တသမ28ဆိုပြရမယ်အဲ့တော့14တသမ28ကိုဒီဇမရော3နဲ့အကျန်းမှတွားပြီးတော့မှစာပေး14တသမ28ကို3နဲ့စာ14တသမ28တော့အဲ့တော့ 3လေးလီစနစ်စနစ်ဝင်လို့ရတယ်။အဲ့တော့နှစ်ကျင်တတမောင်ပုတ်နှစ်3 8 20 1တကျင်ရက်ကိုဆွဲ36 48 3ညတော့ရတယ်ဖြည်ကြီး4တတမ6ဟုတ်ပြီနော်။အဲ့တော့အမှသွားပြီးတော့ဖြည်ကြည့်လိုက်မယ်။4တတမ6စာလုံးကကြတော့27အစာ3ရက်တက်မှ3ရက်28 အပိုင်ကင်းရေးမယ်27 3.3မှ3.28ဒသမကြည့်မယ်ဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်ဆိုတော့တထောင်နဲ့မြောက်မယ်အဲ့တော့27 3.3မှ3.28အမြောက်ဒါတထောင်နဲ့မြောက်တော့အပေါ်ကိုလည်းတထောင်နဲ့မြောက်မယ်ဟုတ်ပြီဒါဆိုရင်တစ်ထောင်နဲ့မြောက်လိုက်တော့ဘလို့ဖြစ်သွားရည်လဲဆိုတော့ပိုင်းချီကတာ28သူကကြတော့သသမတွေမရှိတဲ့ခါကျရွှေ့စရာမလိုတော့ဘူး28အမြောက်တစ်ထောင်ဆိုတော့3ည3လုံးပေါင်းပြီးတော့ရေးလိုက်ရုံပဲ1000နဲ့1000ဆိုပြီးတော့ရမယ် အဲ့တော့ဆရာမတို့ဒီပုတ်စာအတွက်ကတော့2000ဝန်း28နဲ့စာပေးပါမယ်အဲ့တော့ဒါတော့နည်းနည်းလေးစဉ်းစားရတယ်ဗောနော်တခြားပုတ်စာတွေထက်ဆိုင်အဲ့တော့ဒီမှာ28က27ကိုအလေးဝင်လို့မရတော့ဆရာမတို့20 230ဝင်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့28တီးဆရာမတို့အနည်းဆုံးတော့9လေးလောက်ပဲဝင်လို့ရမယ်ဆရာမတို့တခါတည်းမြောက်ချင်တယ်6456 6ရင်း9မှ9414ရပေါင်း9က19ဒါတော့ ခုနှစ်လီဝင်မဲ196လို့တော့ဒါကလေဒါက3ညဖြစ်30တဲကကိုကိုနုံတစ်ကျန်ဒါက1အဲဆိုရင်ဒီမှာ74ဆယ်လေးဆိုတော့ဆရာမတို့ကဒီ၃ခုကိုအလီဝင်ထားတာဒီမှာတစ်လုံးကျန်တယ်နောက်ထပ်တစ်လုံးရှိဦးမယ်။ဟုတ်ပြီဒါဆိုရင်24ကနောက်ဆိုရင်28ကဒီဆရာမတို့က၅လီလောက်ပဲရပါမယ်။အဲ့တော့28ကို၅နဲ့တစ်ခါလဲစားမယ်။8 5လီမြောက်မယ်8 5 40 3ညရေးလေးမယ်9နဲ့လီ10 14 ဟုတ်ပြီနော်၈၅လေး40ဆိုတော့တခါတည်းကိုပြက်ပါတယ်အဲ့တော့၂၈၅လေးက140အဲ့တော့ဒီနေရာမှာဆရာမခုနပြောသလိုပဲဒီမှာတလုံးကျန်နေဆိုတော့တလုံးဆွဲချဆွဲချရင်အလီဝင်ရမယ်28တုံးများလေး3နော်3နော်ကျန်ဒါပြီနော်အဲ့တော့ဆရာမဒါကအဖြေက900နဲ့50ဒါလေးကိုတစ်ချက်တည်းထားအောင်ပါဒီနေရာမှာအဆုံးမတက်ဖို့ပဲဟုတ်ပြီနော် area 4.005 street အင်္ဂါရှိတော့ဒေါမန်စတုဂန် ပုံရေတခွက်ဤအလျားသည်52တသမ25ခိုက်ရှိသောအနံကိုရှာပါအေဒီယာပေးထားတယ်ဟုတ်ပြီနော်ဒီတစ်ခါမတူတော့ဘူးအေဒီယာပေးထားတယ်ပြီးတော့မှအလျားပေးထားတယ်အနံရှာခိုင်းတယ်ဟုတ်ပြီဒါတော့ဆက်မဆလာကြည့်အောင်အဲ့တော့ပေးထားချက်ကဘာလဲဆိုတော့ Downman Stugan ပုံမြေကွက်တခွက်ရဲ့အေဒီယာက6တသမ005 Stugan ခိုင်းနောက်တစ်ခုက Downman Stugan ပုံမြေခွဲရဲ့အလျားကကြတော့၄.၂၅ခန့်အနံကို ရှာမယ် ပေးထားချက်ရေးအောင်ဒေါက်မန်စတိုဂန်ပုံမြေခွက်ဤဧရိယာဒေါက်မန်စတိုဂန်ပုံမြေခွက်ဤဧရိယာသည်ကိုးဒသမခွန်ခွန်ငါစတူယန်ကိုက်ဟုတ်ပြီနောက်တစ်ခုကဒေါမန်စတိုဂန်ပုံမြေခွက်ဤ အလယာအလယာကသူပေးထားတယ်လေးချက်သက်မှာ sorry လေးချက်သက်မှာ2 5ခန့်အဲ့တော့ဒီမှာဘာကြောင့် guide ဘာကြောင့် student guide ဆိုတာသိပါရယ်နော်ဒါကအလယာမလို့သူက guide နဲ့ပဲပေးတယ်ဒါက area မလို့ student guide နဲ့ပေးတယ် ဟုတ်ပြီနော်ဒီတခါမီတာတွေစင်တီမီတာတွေမပေးထားတဲ့အတွက်ကြောင့်မလို့တကယ်လို့မီတာနဲ့ပေးရင်ဒီမှာစတရီယမ်မီတာဒီမှာမီတာစင်တီမီတာနဲ့ပေးရင်ဒီမှာစတရီယမ်မီတာဒီမှာစင်တီမီတာဆိုပြလာမယ်။ဟုတ်ပြီကိုလိုချင်တာကတောင်မန်စတူကန်ပုံမြေခွဲဤအနံကဘလောက်လဲ။ဟုတ်ပြီအဲ့တော့တောင်မန်စတူကန်ပုံဒီမှာစာအပြည့်ဆုံးရေးမယ်နော်တောင်မန်စတူကန်ပုံမြေခွဲဤအနံကဒီမြချင်းအဲ့တော့ဟုတ်ပြီအကျန်းထဲမှာဆမရစလာကြည့်အောင်အေရီယာဆိုတာကအလျာအမြောက်အနံ ဒီတခါဆံမတို့ကအနံကိုလိုချင်တယ်အနံကိုလိုချင်တော့လရားကဒီမှာမြောက်ထားတယ်မြောက်ထားတယ်ဆိုတော့ညီမချင်းတစ်ဖက်ကိုသွားလို့ရှင်စားပါမယ်ဒါဆိုရင်ဘယ်လိုဖြစ်လာမလဲဆိုတော့ area အစာ area ကိုဒီအလျာနဲ့စာအေရီယာကိုအလျာနဲ့စားလိုက်လို့ရှင်အနံရပါမယ်။အားကြောင့်မဆံမတို့အဲ့ပုံသေးလေးမျိုးဒီမှာလာပြီးတော့ရေးမယ်။ဒေါမန်စတူကန်ပုံမြေခွက်ဤအနံညီမြချင်း ဧရိယာကိုဒီဧရိယာအစအလျာဆိုမျိုးရေးတိုင်းမယ်။ဟုတ်ပြီကျွန်မတို့ကအပေါ်မှာပေးထားတာတွေကိုအစားထုတ်မယ်။ဩဒတမခွန်ခွန်ငါအစ၄တတမ၂ငါ गाइड ဟုတ်ပြီနော်အဲ့တော့ guide ကတော့သူရဲ့ unit မလို့ဆင်မလို့ထည့်လိုက်တယ်အဲ့တော့အနှံ့ရဲ့ unit ကလည်း guide ပေးလာမယ်အလျားကလည်း guide သူတို့ရဲ့ area ကတော့ student guide ဒါတော့နားလည်ရပါမယ်နော် ဟုတ်ပြီဒါဆိုရင်ဆံမရဒါဘယ်လိုရှင်းမလဲဆိုတော့ခုနကနံပါတ်9မှာတွက်ခဲ့တယ်လို့ပဲအစာကိုအပိုင်းကိန်းနဲ့အရင်ရင်းမယ်ပေါ်ဟောက်ပြန်အသုံးချမယ်လေးတသက်မှာ2ငါဆံမရတသက်မှာနဲ့စားလို့အဆင်မပြေဘူးဒါကြောင့်မလို့ဒီစားတဲ့ကိန်းကိုအမြဲတမ်းအပြည့်ကိန်းပြောင်းမယ်ဟုတ်ပြီအဲ့ဒီတော့ကိုရတမခွန်ခွန်ကအစာလေးတသက်မှာ2ငါလေးဆံမဒီနေရာမှာပြောင်းလိုက်လို့လည်းရတယ်နောက်တစ်ဆင့်တွိုင်းလည်းရတယ်ဒီမှာနဲ့ဆံမကတရားနဲ့မြောက်လိုက်တော့မယ်တစ်ဆင့်ကိုကြော်လိုက်ပြီနော်အဲ့တော့တရားသူ့ကိုလည်းတရားနဲ့မြောက် ကျန်တဲ့မြောက်တော့ရမှာကအောက်မှာဒီ425ရမယ်အပေါ်မှာဒသမနဲ့နေရာစာရွှေ့လိုက်တော့4ဒသမအော် sorry 900ဒသမ5ဆိုရရအဲ့တော့ဒီတစ်ခါက989ဒသမ5ကို425နဲ့စားပေးမယ်ဟုတ်လားအကျန်ထဲမှာစားကျန်းထဲမှာစားတာမျိုးမဟုတ်ဘူးဒါအောင်ကြတော့သူကစားစီခြင်းလို့ပဲဆိုတော့ကျွန်တော်ထောင်လိုက်တွတ်တာကိုလည်းထည့်ပေးပါမယ် ကိုခွန်ခွန်တတမ5ကိုဒီ425တော့425တော့ဒီမှာနှစ်လီပဲဝင်လို့ရမယ်425နှစ်လီ850အဲ့နှုတ်မဲ့ခွန်ဒါက905အောင်တော့2ငါက7တတမအပေါ်ဖို့129ဒီအလီဝင်လို့မရအောင်ဆိုတော့5ဆွဲ5ဆွဲလိုက်ပြီဟုတ်ပြီနော်အဲ့တော့425ဒီ3လီပဲဝင်လို့ရမယ်425 3လီက1295ခါလေးပြတ်တယ်0 အဲ့တော့အဖြေဒီနှစ်တသမတော့အဲ့တော့ကိုရမယ် unit က guide အဲ့တော့အဖြေရေးမယ်အောက်မှာ document student ပုံမြေခွဲဤအနံ့ညီမြချင်းနှစ်တသမ3 guide ရပြီနော်ဒါဆိုရင်ကြံနေတယ်ပြန်လည်လေးကြံခံအောင်ဆရာမကနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်